အားလုံးမေမင်္ဂလာပါတသိန်းသိန်းတွန်အပိုင်း133ကိုခိရှက်လူမျိုးအရာရှိကကန့်ကွက်သည်ဒါခေါယုံစရာမဟုတ်ပါဘူးဗျာမယူရဲတွေပါပြီးတော့ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်ကဲကျွန်တော်တို့အစည်းအဝေးစကြအောင်လားတန်ရင်ကိုဒီနေ့အရောက်ပြန်ရမှာမို့ကူဒီနိုကဂရီကိုအားလန့်ကြည့်ပြီးမင်းကတော့မပြန်ပါနဲ့ကွာတိုင်မင်းစရာတွေရှိရဲ့ဂရီကိုဟိုစကပုံလုံးပေါ့ကွာခေါင်းနှလုံးဟာတလုံးနဲ့ထက်ပိုတန်မှုရှိရဲ့လေ ငါတို့ကန်ကောင်းတော့တာကရဲဘော်ဂျော်ဂျီဒစ်ဗီယစင်စကမှာရှိနေရမယ်။သူ့အကူအညီတွေအများကြီးရမှာပါ။သူကတက်ထဲမှာတော့ကဒုဗုံမှုကြီးနော်။ဂရီဘိုကဂျော်ဂျီဒစ်ကိုလှမ်းမိလိုက်သည်။ဘလို့လုပ်ပြီးဗီယစင်စကမှာကျန်နေရလဲ။ငန်းဖြားမိလို့လေ။မြောက်ပိုင်းကို ပြန်အဆုံမှာကျန်းနေခဲ့ရ။ဘယ်တဲ့ရင်မှာလဲ။ကိုကရှိရမှာမဟုတ်ဘူး။ရုံးမှတောင်းဝင်ကြတာ။ဂရီဂိုကဆက်မမိကြတော့လေသူ့အမူအရာကိုကြည့်ပြီးအသာညင်နေလိုက်သည်။ တမလောက်ကြတော့စီဦးစီချုပ်ဆော့ဖုန်းတို့ကအစည်းအဝေးစာကြောင်းကြီးညာလိုက်သည်ကူဒီနော့ဖ်ကရှီတန်းချီနေကိုရှင်းပြသည်ဂျော်ဂျီဒစ်ကမြေပုံကိုစွဲပေါ်ဖြန့်ချပြီးရှင်းသည်သူစကားပြောပုံကတွေ့သည်သူ့ကိုယ်သူယုံကြည်မှုအပြည့်ပုံစံမျိုးမီလက်ကော့ရဲ့တက်တီကြောင့်ထည့်ပြောရလိမ့်မယ်ကျွန်တော်တို့မိထားတဲ့အနီတုံမန်းနေစီကရရတဲ့တဲ့နေ့ကတိတ်မကောင်းအကျိုးဆက်တွေကတော့အဲ့နေမှာကွက်ပြီးတက်နေပြီးထိုးဆက်စင်နေပြီဆိုတဲ့တဲ့င်းမယ်အင်အား9000ကနေလာလိမ့်မယ်လို့ခန့်မှန်းရတယ် အမြောက်ကြီး၍စသနက်တီအပြစ်နေတယ်။အခန်းထဲသို့ဝါကျက်နေအောင်ထိုးစင်းနေသည်။ဆီလီမီကိုရင်းနေနေအောင်ကြီးရောထွေးချက်တန်းလျက်။နေရအိပ်ပြက်ထားသဖြင့်ဂရီကိုအိတ်ငိုက်နေသည်။ကော့ကီရှက်ကဆက်ပြောနေသည်။ဒီတစ်ဘက်ရန်သူလှုပ်ရှားမှုတရင်နေရဆိုရင်ကျွန်တော်ဘက်ကညာနှုံးပြေအသင့်ဖြစ်နေဖို့ကောင်းပြီရဲဝရုံ။သူ့တန်းမြင်လာသည်။ကျွန်တော်တခုပြောပြစီအနေနဲ့ပတ်သက်လို့ကူတီနော့ဖ်နဲ့ဆာဖိုနိုရယ်ဆိုမိချက်တီမှောင်းနေ။မီလက်ကောရဲ့စစ်မြေနာမှာအင်အားလျှော့ချရမယ်လို့ထင်နေတယ်။ စီအစီအမဒီဟာကကြီးခဝေပါရန်သူဖက်နဲ့ကိုဘက်အင်းအားချင်းခွင်ရှာညှိရလေကူရီနောကဖျက်ပြောသည်ဂရီကိုမှာအယံအင်းအားမလို့အယံအင်းအားကကျုပ်တို့အတွက်လိုတာဂရီကိုကဒေါသထွက်နေသည့်အတန်းဖြင့်ဝင်ပြောသည်ကျွန်တော်စီကလုံးဝဖက်မပြီးနိုင်ဘူးစာဖူနောကနှကမ်းမွေးချစ်ပြီးရေမောမောဝင်ပြောသည်ဒီမှညီကိုဂရီကိုဖျက်ပြောသည်ညီကိုတွေဘာတွေလုံးမနေနဲ့ကျွန်တော်လူတွေတယောက်မှဖက်မပြီးနိုင်ဘူး ကျွန်တော်နေမြင်တယ်ကျွန်တော်လူတွေအတွက်ကျွန်တော်မှတောင်းရှိရင်ညင်းခုန်တဲ့နေပို့စုလာသည်မိလက်ကော့စီကိုကြုတ်တို့အင်းအားဖြစ်ပြီးလို့ရပါတယ်ရန်ရင်အားတွေရှိနေရပဲကျွန်တော်စိတ်ပူရာကနေပေါင်းစုံမှာသူတို့တပြိုင်တည်းဝင်တိုင်းရင်စူရဲပြဿနာပဲကျွန်းလေးတကျုံးပေါ်ကမွေလိုဖြစ်လိမ့်မယ်မွေကရေကူးတတ်တယ်ကျုတ်တို့ကကူးပြေးစရာဘယ်မှမရှိဘူးတယောက်ကသဘောကျပြီးရဲသည်ကူဒီနောင်းကအလေးနဲ့ဝင်ဆင်းနေသည်အဲ့ဒီကိစ္စကိုတော့ဆွေးနွေးပြပါပြီ။ အဲ့လိုချိန်နေရလာရင်လက်နဲ့တက်စစ်မပြေနေတဲ့လူတွေရောကိုရိုမီသားစုတွေရောထားခဲ့ပြီးဒိုနစ်စီဖောက်တဲ့နေအောင်အားလုံးထွက်တတ်ရမှာပဲကိုရိုအင်အားမနေပါဘူးကွာအားလုံး၃၀၀၀ောင်ရှိရပဲဒီလောက်တော့တက်ဖြူတွေကဘယ်ဖြုံလိမ့်မလို့ဒွန်အထက်ပိုင်းကော့ဆက်တွေကသူတို့ကိုထောက်ခံနေရကျမဝွင့်နေပြီကျဲဥတွေဘယ်မလဲဆိုတဲ့မေးခွန်းမျိုးဒီနေရာမှာမမေးသင့်ဘူးပျော်ပြီဂရီကိုကအောက်ထုတ်ကောက်ဆောင်မိထွက်သွားသည်တကောင်မပိတ်ခင်နောက်ကဂျော်ဂျီဒစ်ပြောတဲ့ချားလိုက်သည်ဗီယင်ရှင်းစ်ကကော့ဆက်တွေနဲ့ ်တပုံတွေကဗော်ရှီဗစ်တွေကိုတိုက်ရင်ရုရှားတွေကိုကြည်ရကြည်ကြောင်းတောင်းမရလိမ့်မယ်။သူကအဲ့လိုပြောပြီးပြုံးစစ်စစ်လုပ်နေမှာခွေးမတာဂရီကိုတွေးလိုက်မိချင်းဖြစ်သည်။သူ့ကိုမြင်မြင်ချင်းစိတ်ထဲတစ်မျိုးကြီးဖြစ်နေသည်။စိုးရင်စိတ်လို့လို့အကြောင်းမေးဒေါ်ပေါနေတယ်လို့လို့ကေဝါရောက်တော့ကူဒီနောက သူ့ကိုမိလာသည်။နှစ်ယောက်သောစကားမပြောဘဲဆက်လျှောက်သွားကြသည်။လေရဲတွင်နှွားချိနှင့်မြင်းချိနှင့်တင်းတင်းနှင့်ကောင်းငင်တွင်ငန်းတွင်ပြန်တယ်လို့တိမ်နေဖြူဖြူတွင်ပြေးလွန်နေသည်။ ဟိုဝေပေါ်ပလာပင်များမှာတပြင်းချတံကိုလေးကြားနေရသည်မကြခင်ရေခဲပြောတော့မယ်ကွာကူရီနော့ကအထင်ကြီးပေးသည် ဟုတ်တယ်အင်းဒုက္ခဒုက္ခငါတို့တော့ဆီလီတောင်ဝအောင်မတော့ပဲတီကုံတော့မထင်နဲ့ခြံထက်ဆေးအကြီးစီးကခေါင်ခိုက်နေပြီကွာနေပါအောင်ပြဟိုကော်ကိရှက်တပုံပူပါဘာလို့ဒီအောင်လာလဲဂျော်ဂျီဒစ်ကိုပြောရလားသူကတိုက်ခတ်ရေးဌာနမှုလေလူတော်ပါစစ်စင်ရေးစီမံချက်တွေသူဆွဲနေရလေသူကဗီရင်ရှစ်ကယုံကြုံမှာအမြဲရှိနေရမဟုတ်ဘူး ချာနော့စကီတရင်မူပူတွေထားပြီးယထာတွေတွေကိုကြက်ခိုင်းထားတယ်။ဒါဆိုရှေးရဲနဲ့သူအဆက်ပြတ်နေမှာပေါ့။မဟုတ်ဘူး။သူ vision စကားကိုမြင်းနဲ့နေရည်နီးပါးရောက်တယ်။ဘာလို့သူ့ကိုဒီမှာခေါ်မထားလဲ။ကူရီနော့ချောင်းဆိုပြီးခက်ဆန်းဆန်းဖြစ်သည်။တိတ်ဆင်ပြေမမဟုတ်ဘူးကွာ။သူ့လူလူတွေကျွန်တော်တို့တွေမှာအများကြီးလား။ကာစစ်ကမှ၃လောက်ရှိရဲ။ခေါင်းနဲ့မထားပါနဲ့။မင်းဘာတွေစဉ်းစားနေရဲဆိုတာငါသိရဲ့ဂရီကို။ တပ်ဖြူကိုမလဲမသေးဒုတိုက်ရမှာပဲမင်းနေရကောက်ကွက်ကလေးကိုမကြည့်နဲ့လေခရနော့စီဥညွတ်ဝင်ရမှာပဲရှေးရမှာဒိုးဆုမြချက်နည်းနည်းအန်ချော်သွားတယ်အန်ချော်သွားတယ်ဟုတ်လားဟုတ်တယ်လေမဟုတ်ဘူးလားလို့ကူဒီနော့ကတကယ်အန်ဟောသားဖို့မဖြစ်ပြန်မိသည်ဂရီကိုမျက်နှာကြည်ပြီးပြုံးလိုက်သည်ကျွန်တော်ခုမှသဘောပေါက်တယ်ကျွန်တော်တို့သဘုံစထားကြရင်မှားတာဗျကူဒီနော့ငြိမ်သွားပြီးဂရီကိုကိုစိုက်ကြည့်နေသည်သူတို့နှစ်ယောက်လမ်းခွဲလိုက်ကြသည် သူအော်လီကိုခေါ်ပြီးနှစ်ယောက်သားပြန်လာခဲ့ကြသည် သူကောင်းနေကြည်လင်လာပြီးရုတ်တရက်တွေတခုဝင်လာသည်အင်းဘသူမှမယုံပါလားပညာတတ်တွေကငါတို့ကိုသူတို့ပိုက်ကွန်နေဖမ်းထရပဲကိုကေရှက်အရာရှိလို့ပညာတတ်တွေကငါတို့ကိုအုံချတော့မှာပဲသူကဘေးတက်နဲ့မှထွက်မတိုက်ဖေးစစ်စီကိုကေယုံမာတဲ့သူ့ကိုယုံရမှာလားသူ့ပေါ်တစ္ဆာရှိသောအော်လီရဲဘော်လေးနဲ့တူမြင်းကိုစီအသားကြစီပြီးပြန်လာခဲ့သည် မြင်းတွေပြင်းမှန်းလာပြီဟုရဲဘော်ကလေးကပြောသဖြင့်လမ်းကရာတရဝင်ပြီးတော့အင်ရှင်ကော့ဆက်မျိုးသမီးကြီးရန်တွေ့ခံရတော့သည်ကျမသား၃ယောက်ရှင်းထုတ်ခေါ်သွားတယ်ကျမကအဲ့သား၃ယောက်ကိုဒီရရောက်မွေးကြကြီးခဲ့ရတာအဆုံးမခံနိုင်ဘူးရှင်းတို့ညင်းချင်းကြီးကဘယ်တော့ရမှာလဲမကြခင်ရတော့မှာပါဗျာဘယ်တော့ရမှာလဲသူ့ရိစီတီကိုကျမကိုယ်တိုင်ကြောင်းနေရတယ်ဘယ်တော့ကျမသားတွေပြန်လာမှာလဲသူတို့ကကလေးသားသားလေးတွေရှိသေးတာကျွန်တော်တို့တက်နေတွေကိုတိုက်နေတယ် မကြခင်သူတို့နဲ့ဆွေးနွေးပြီးငြိမ်းချမ်းရင်ရမှာပါရှင်တို့ဘာလို့တတိုက်နေကြလဲဗျာဦးဖောက်တိုင်းကစားရမြတ်မှတ်နေလားရှင်တို့ကမြင်းလာစီးနေကြရင်ကျမတို့သားတွေကတေးရတာတော်ပါဗျာကျုပ်တို့မှလည်းအမေနဲ့ပါသူတို့ကကျွန်တော်တို့ကိုတက်နေခမခေါင်းဖြူဆွဲကြိုးရည်ဒီနေရအောင်ကျုပ်တို့ကတိုက်ပြီးနေရဗျာအဖွားကြီးကပြစ်တော့ပြစ်တော့ဆက်လုံနေသည်ဒီညတော့အဲ့ရတော့မှမဟုတ်ဘူးအော်ဒလီကလေးပရိုခော့ကညင်ညူသည် သို့တော်မူကြခင်သူတို့ဤပြောသားကြသည်အခန့်ကိုတတာရက်စတင်ပြည်သူစစ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်စတော့မင်းမိခေးကိုရှိပိုင်းအီဗန်လက်စီဖြစ်နေအခြားကော့ဆက်ပေါင်းများစွာတို့သည်နောက်ပိုင်းတွင်တက်နေရဝင်နေကြသည်တို့ရာတွင်နောက်ပိုင်းတွင်ဆိုဗီယက်အလုပ်သမားများနှင့်ကွန်မြူနီတီပေါင်းပြီးတက်ဖွဲ့ထက်ဖွဲ့သည့်အခါရင်းဖွဲ့သို့စတော့မင်းအီဗန်နှင့်မိခေးတို့ပြောင်းလာခဲ့ကြသည်သူတို့ငါးစီလာသည့်စူပါသမားကြီးမှရှီယူခရီယန်ဖိုးကြီးဖြစ်သည်မုတ်ဆွေကြီးကရင်မက်ပေါ်ထိဝဲကြနေသည်ထိုလူကြီးကိုကြည့်ပြီးစတော့မင်းကပြုံးနေသည် မစ်ကီကတလန်လုံးလေးချွန်လိုက်လာပြီးအီဗန်လက်စီဘစ်က rifle ကိုပေါင်ပေါ်ကလန်တင်ဟာသည်စတော်မင်းကစူဖာသမားကြီးနဲ့တောကြောင်တောင်ကြောင်ပြောလိုက်လာသည်အဖိုးကြီးကကြက်မဝင်ရသည်တရင်တနီပြုံးမိမိသည်ရဲဘော်ကြီးကကြက်မကြီးကောင်းမရပါနဲ့ဘာလို့မကောင်းအောင်လဲဗျကျွန်တော်ကစိတ်လိမ့်မတော့ဘူးအရက်မတော့ဘူးပြည့်ရကောင်းကောင်းစားတယ်ဘာလို့မကြမ်းပါစစ်တထဲဝင်မှုလားစစ်တပ်မှာခဏပါအစိုးရတပ်တွေဆွဲလို့ပါသွားတာ သူတို့နဲ့ဒိုနေစတီဘာလို့လိုက်မသွားလဲခမားမေကွန်းကခက်ဆက်ဆက်မလားအဖိုးကြီးသူကမြင်းဆက်ကျိုးတွေကို ရှော့ချလိုက်ပြီဂျိုကာတော့သူတို့ခေါ်လေမလိုက်ဘူးခမားတို့အစိုးရကိုကြိုက်တယ်အမာယွန်းနေတော့ရှိရဘောဗျဘလူမားလေဗျစတော့မင်းကပွချွန်းလိုက်ပြီးညှိတောင်းနေသည်ခမားကစီရကြီးတွေကိုမီးရှို့ပစ်နေရပဲအင်းခမားတို့မားတဲ့အကြောင်းပြောပါမယ်ခမားတို့ထဲမှာငတုံးတွေအများကြီးဗျ လူတွေကိုလူလိုမဆက်ဆံတဲ့လူတွေဘာဖြစ်လို့လဲဗျာလူတွေကိုကျွန်တော်တို့ကဖိနှိပ်နေလို့လားခမားလူတွေကိုနေတိုင်းပြစ်တတ်နေကြတယ်ဒီနေ့တယောက်သေးရင်နောက်တစ်နေ့နောက်တစ်ယောက်လည်းအဲ့လိုအလဲမျိုးကိုဘယ်သူကစောင့်မလဲမေးကြည့်နွားကတော့ခေါင်းရင်ပြနိုင်မယ်ခိုးမှလှမ်းမြင်နေရတဲ့ဖျားเจ้าနဲ့ဘူဂါနော့စကီဆိုတဲ့ရွာတွေ့လားသူကအချောက်ဝတ်နဲ့လမ်းမီညွှန်ပြသည်အဲ့ဒီရွာကနိုင်ငံရေးမှူးလုပ်ပုံပြောတာပါ ရွာကလူအလူမင်းတွေကိုရွာပြင်တော်တွေခေါ်သွားပြီးအားလုံးစီဝင်ချေပြစ်လိုက်တယ်။မိသားစုကိုအလောင်းပြိုင်ဝင်ဝင်မြုပ်နှံခွင့်မပေးဘူး။သူတို့ကတရားသူကြီးတွေပါရတော့ရွေးပြီးထားပေးပါယ်။ဘလို့တရားသူကြီးမျိုးကြီးလဲသိလား။တယောက်ကသူတို့ထိုးခိုင်းတဲ့နေရာမှာလက်မှတ်ကိုစလုံးတစ်လုံးချင်းအနိုင်နိုင်ထိုးရတဲ့လူ။နောက်တယောက်ကချက်ချစ်ခတ်ယုံမင်းခက်တတယ်။အဲဒီအဖိုးကြီးကြီးကျွလွန်တဲ့အမှုကဘာမှမလဲသိလား။မုတ်ဆိတ်ချေကြီးထားလို့တဲ့။ပြီးတော့အသက်ကြီးရောမိမိတော်တော်နဲ့ဘောင်းမီကွာကြာကြည်တိမတက်မိလို့တဲ့။ အဲဒီနိုင်ငံရေးမှူးဟာလူရီးရဲ့ဘဝကိုသူထင်တယ်လို့လုပ်နေသူ့ကိုယ်သူဖျားသခင်မှတ်နေလားမသိဘူးဒီနေ့မှအဖိုးကြီးတရားသူ့မြင့်မလေးပြန်သိမှုစကြုပ်ကလေးကမီရွာတွေကထွက်လာမှာခဏနောက်ခြားတဲ့တရားကအဖနိုင်ငံရေးမှူးခေါ်နေရေလို့လှမ်းပြောတယ်တတ်တတ်ဆရာအဖိုးကြီးကဘာသာရေးသမားအောက်ထုပ်ကိုချက်ပြီးနိုင်ငံရေးမှူးစီသွားတယ်ကျွန်တော်ကိုခေါ်ရဆိုလို့ပါခင်ဗျာလို့ပြောတော့နိုင်ငံရေးမှူးကဟင်မခေါ်ပါဘူးဒါပေမဲ့ရောက်မှတော့မထူးပါဘူး ဟိုဖိုးကြီးရဲ့နောက်ပဲလိုက်သွားပါဗျာဟေ့ရဲဘော်ရီသူ့ကိုခေါ်သွားကြလို့ဆိုတည်းထုံးစံတိုင်းကြွားပြင်းမှာပြစ်တက်လိုက်ကြတယ်သူ့ဖွားကြီးကအိမ်မှာတဆောင်ဆောင်နေပေါ့ဒါပေမဲ့ဘရောမှပြန်မလာတော့ဘူးအဲ့ဒီနိုင်ငံရေးမှုပဲနောက်ရတရားမှာအဖိုးကြီးတယောက်ကိုလမ်းမတူရောလှမ်းခေါ်တယ်ဘေးရောက်ကလည်းမိတယ်နမဲမိတယ်အားလုံးဖြစ်နေတော့သူ့မုတ်စိမွေးကမိခွေမျိုးပုံစံမို့တော်လီသူစားပြင်းနီကိုလီကိုအားကြတာဖြစ်ရမယ်ဆိုပြီးတည်တံပေးလိုက်တဲ့ရင်ကဲကောင်းကြသေးရဲ့လား ပြတို့ဒီလူကြီးဇလန်းဆောင်ရမိခေလီချုံရက်ပြီးနားဟောင်နေသည်ဆုံလဆုံသွားရောဒေါဘပါလေတော့သည် ခမားပုံမြင်တွေကတိတ်မဟုတ်ဘူးဖိုးကြီးတော်ရန်ပဲဖွဲ့ပြီပဲလူရီတော့ဒီရက်မှာအဲ့တိုင်းပြောနေကြပဲဗျလူရီဟုတ်လားခမားဖြီးရလူရီကကြက်မတွေကိုနိုးညင်လို့ရရဆိုရင်ခမားယုံမလားသူတို့မှနိုးသီးမှမပါလားခမားဟာယုံနှန်းစကားတွေကြားပြီးမိမတယောက်လို့ရှာယုံမရှိရှောက်ပြောနေရပဲ ဖိုးကြီးတွေကတော့သူတို့ဘာသာသူတို့အေးစစ်စစ်ငြင်းငြင်းချင်ချင်မိခေတိရောတဲ့ဖြင့်ပြန်ပြောလိုက်သည်ငြင်းငြင်းချင်ချင်ဟုတ်လားတပုံထဖို့လူငယ်တွေကိုမြောက်ပေးခြင်းမြောက်ပေးနေမှာပေါ့တရားသူကြီးဆိုတဲ့လူတွေကဆက်တဲ့တွေ channel မှာမြုပ်ချင်မြုပ်ထားမှာပေါ့မုတ်စိတ်ရှိတွေကိုပြစ်တတ်တယ်ဟုတ်လားခမ ्या ကိုကြတော့ဘာလို့ချမ်းသာပေးတာလဲခမ ्या မုတ်စိတ်ကစေဥကြီးတကောင်ရဲ့မုတ်စိတ်လောက်ရှိနေပြီအင်းလေလူတွေချက်ကပြောရလဲဖြစ်ချင်းဖြစ်မှာပါ အဖိုးကြီးကစုဖောက်ဖောက်မှခုန်ဆင်းသွားပြီးမြင်းကိုကိုင်းကအရေးပြောစနေမော်ရင်လမ်းလျှောက်လိုက်လာသည်မြခင်းလွင်ပြင်မှာတမျိုးတစ်ခေါက်ကြီးဖြစ်သည်နေကြီးမှာရွှေဆန်းလိုရှုကင်းသွားနေခြင်းဟိုဝေးမှာ ရှိုးမြောင်မြောင်တောင်ထွတ်ထွတ်နဲ့မြင်းကွင်းကျဲမှာရှုကင်းပကြီးကလာထင်မှန်မှားခြင်းစရာတိမ်ပြပြနောက်ခံတွင်မိုးသားဖြူဖြူ၏အဖွေသာပြေးလွှားနေကြ၏အဖိုးကြီးစကားဆက်သည်ကျုံမှာအဖိုးရှိသေးတယ်တရားရှိနေရှိလို့ပြောကြတယ်အဲ့ဒီအဖိုးရဲ့အဖိုးကသူ့ကိုပြောဦးရတယ် အေးကျို့ရဲ့ဘီတော်မလားဘင်းတော်မလားပဲအေးစားပိတာပြင်ကြီးကဒွန်စီသားကိုမင်းသားတပါလှက်လိုက်တည်းအဲ့ဒီမင်းသားကဗရိုနက်စ်ကဆင်လာပြီးကိုဆက်တီကိုတိုက်တည်းဖမ်းမိနှကောင်းဖြစ်တယ်ပြီးမှကျိုးပေးပြီးဒွမီယိုတို့ချောင်းဖောင်ပေါ်တင်မြှောက်လိုက်တည်းမိခေကဒေါ်သာကြီးဝင်ပြောသည်ခင်ဗျဘာလို့အဲ့ဒါတွေရှောက်ပြောနေရလဲပြောချင်တာကဒီလိုပါကျုပ်တင်စားပြင်ကအဲ့ဒီမင်းသားကိုအဲ့ဒီခွင့်မျိုးပေးလိုက်မယ်မထင်ဘူးခုကျုပ်တို့နိုင်ငံရေးမှူးကအဲ့ဒီမင်းသားနဲ့တူးနေတယ် ။ဆိုပြီးရအစိုးရကသူ့ကိုအဲ့ဒီအခွင့်အာဏာပေးထားလို့လား။ကျုပ်ပြောချင်တာအဲ့ဒါပါပဲ။စတော့မင်းကမျက်မှောင်ကျုပ်ပြီးဝင်ပြောသည်။ကဲခမရပြောတာကျွတ်တော့ဟောင်းပြီ။ခုခမရနားထောင်အောင်မယ်လေ။ဒီရောက်မှလူကြီးကရှော့ချသည်။အင်းကြားဦးတာပြောရတာပါဗျာ။မှားရီပိုင်းခွင့်လွှတ်ကြပါ။နေဦးနေဦးခမရပြောတဲ့နိုင်ငံမူကြောင်ကတိတ်ယုတ်တိမရှိဘူး။ဒါပေမဲ့အဲ့ဒီရပဲရောက်ရင်ဟုတ်မဟုတ်ဆုံးဆက်မယ်လေ။ခင်ဗျားပြောတဲ့အတိုင်းမှရင်တော့သူ့ကိုကျွန်တော်တို့ဘာမှမေးနေမှာမဟုတ်ဘူးတက်နေတွေကယာသားတွေကိုပြစ်တဲ့တဲ့ကိစ္စလဲစုံစမ်းပါပါ ပြီးတော့တက်နေတဲ့သားတယောက်ကိုခိုးမှုနဲ့အချင်းချင်းပြစ်တက်တယ်ဆိုတာကလည်းရွာတွေကကြားခဲ့တယ်။အဲ့ဒါမှန်မှာအမျိုးသမီးတယောက်စီကတက်သားတယောက်ပြစ်စီခိုးတယ်။သူ့ကိုတက်နေရေးပြစ်တက်လိုက်တယ်။အလောင်းပြန်မပေးဘူး။ပြစ်တက်တဲ့နေရာမှာပဲသူတို့မြှောက်ပြစ်လိုက်ကြတယ်။ဒါရီမန်နေပေါ့ဟုတ်လား။ဟုတ်တယ်အမှန်နေပါမြားပြောတဲ့အတိုင်းမှန်ရင်နိုင်ငံရေးမှုကိုကျွန်တော်တို့အရေးယူမှာ။ဗျာနိုင်ငံရေးမှုကအကြီးဆုံးမဟုတ်ဘူးလား။အဖွဲ့နဲ့စုံစမ်းမှာပါ။ အစိုးဘက်ကလူတွေကစင်းရဲတော့တောင်သူလေသမားတွေကိုနှိမ့်ဆက်ရင်ပြင်းပြင်းထန်ထန်အေးအေးယူပါတယ်။ပြီးတော့တိတ်ဆိတ်သွားသည်ဆူပါဆယ်နေသည်မြင်းများ၏မြင်းခေါတမအပေါပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ့်တယ်လေ။ထိုစဉ်အမြောက်တန်တွေဆူညင်သွားသည်ခရော့စကီရောအမြောက်တက်ကဟိုဘက်သို့လှမ်းထူခြင်းဖြစ်သည်။ဆူပါဘောမှာစကားဝိုင်းတိတ်ဆိတ်သွားပြီးသူတို့ခီဆက်ခေကြသည်။ခိုးပါစရောက်တော့ဆူဖာကိုတော်လိုင်းကော်မတီရုံးငန်းရှိတွင်ရက်လိုက်ပြီးစတော့မင်းကဆူဖာသမားကိုရူဘယ်40တန်တည်းရထုတ်ပေးသည် အဖိုးကြီးကရှက်ကိုရှက်ကန်ပြုံးပြီးလောက်ပါနဲ့ရဲပေါ်ရင်ဒီလောက်ပေးဖို့မလိုပါဘူးခင်ဗျာယူပါဗျခင်ဗျာမြင်ပင်မလာပြီအစိုးရပေါ်ခင်ဗျာအမြင်မမားနဲ့နော်ကျွန်တော်တို့အစိုးရဟာအလုပ်သမားလေသမားရဲ့အစိုးရပါခင်ဗျားတို့ကိုပုံငံမှုမြှောက်ပေးသူဟာကျွန်တော်တို့ရဲ့ရန်သူပဲချမ်းသာရဲ့လေသမားတွေအရက်လူကြီးတွေရဲ့ရွာအုပ်ချုပ်မှုတွေပေါ့သူတို့ကြောင့်ရွာသားတွေတပုံဖြစ်ကုန်တာကျွန်တော်ဘက်ပါတဲ့လူတွေကိုကျွန်တော်တို့ကကျေးဇူးမမေ့တတ်ပါဘူးဟိုးစကပုံလိုပေါ့ဗျာ ဇာပင်မျက်စီသွားဖို့ပေးတယ်လို့ဖျားသခင်ကလည်းဟိုဝေကောင်းခင်ပါတယ်ကျွန်တော်စူပါကငါတို့ပဲကြပါတယ်ခင်ဗျာဂျေဇူးမမေ့ပါဘူးရေပေါမိခေးကိုရှိပိုင်းကဝင်ပြောသည်ခင်ဗျာအပြောကောင်းလို့ပူပေးတာပြီးတော့ခင်ဗျာရဲ့မုတ်ဆေးကိုသဘောကျလို့ဗျာဒီမင်ငတုံးကြီးခင်ဗျာကိုစူပါကပေးတာဘာတူလဲသိလားတက်နေဖို့ကြိုးဗျာဗျာဘာခုမှဗျာလေခင်ဗျာလည်းဒီပုတ်ထဲကဒီပေးပဲငါတို့ပဲပဲပေးကြည့်ပါလား တနေ့ကမောင်းဘွားတွေငါတို့ပဲပဲပြီးတယ်ပြန်ဆိုပြီးရွာယူကိုပေါ့လျှောက်ပြောမှာမဟုတ်လားခုလည်းပြောလို့မရဘူးခမရမလို့တဲ့တနေ့မှာငါတို့ပဲပေးရမယ်လဲကောကို40ကြီးများတော့ပြီးသွားတယ်ဗျာမင်းဗန်နာကို့ဟာမှတ်ဆိုတဲ့လူစားတွေလို့လျှောက်ပြောမှာမော်စကိုမှာရောက်နေသည့်တက်နေရေပေါ်တရားသူတို့စီမြင်းနစီနဲ့ကစုံဆန်းရောက်လာပြီးအော်မေသည်ဘဲကဆွဖာလေးဗျာစတော့မင်းကပြဲမေသည်ဘာကိစ္စလဲကွာကျွန်တော်တို့ခဲယမ်းမိကြောက်ဒီခရူဒော့စကီကိုသေးဖို့ရှိလို့ပါ ဒါပေမဲ့မင်းတို့ဒီဆိုဖာကိုမရနိုင်ဘူး။ရဲဟောကဘာသူပါလဲ။ရဲနီတသားချောချောကလေးကစတော့မင်းစီဆက်စီလာပြီးမိသည်။တို့ကဆင်မစကီကပါဒီဆိုဖာမင်းမရနိုင်ဘူး။ဟုတ်ကဲ့ပါ။ဒါဆိုဖိုးကြီးခမရသွားနိုင်ပြီ